လက္ခဏာဆရာကြီးဆရာစန္ဒရဆရာစန္ဒရဆိုလို့ပုံနာမတင်တဲ့ဗမာအစ်စ်ဗမာလူမျိုးသူ့ရဲ့မိဘတွေဟာမိုးမျိုးမတ်မျိုးတွေမဲမျိုးတွေအတူကြမှာတူကြကြသူအရင်တုန်းကတော့ပညာတတ်အစိုးရအရာရှိတယောက်ပဲနောက်တော့သူတို့ကထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုရယ်ဆောင်းစရာလုတ်တယ်သူရုံးတဲ့တော့စပိလေးနဲ့တက်တာတယ်သူဘဝကြောင့်ဆောက်တဲ့ဖက်ကိုယ်ပါမရှိလို့သူများစီကငါဖက်လိုက်ရတာအဲ့ဒါတခါကျတော့စာအုပ်ဆိုင်မှာဟဲ့လို့အင်္ဂလိပ်လိုရေးထားတဲ့ဘေးဒင်ပညာကျမ်းအတွေ့အလဲကြီးတွေ့တယ်စိတ်ဝင်စားသွားတယ် လက္ခဏာပညာနဲ့ပတ်သက်တာပေါ့ဝယ်ဖို့ဈေးမေးကြည့်တော့သူမဝယ်နိုင်ဘူးကြောက်အောင်လုပ်မယ်ကွာဆိုပြီးတော့သူစီးတဲ့စပိန်ကိုရောင်းပလိုက်တာအဲဒါစပိန်ရောင်းပြီးတော့အစောက်တဲ့ကုန်းဝယ်ပလိုက်တယ်ပြီးတော့လေးလာတားကျွမ်းသွားနောက်ရင်စားပြီးလက္ခဏာပညာဆရာကြီးဖြစ်တော့ဒါလေးလဲကျူးစားလို့ပါသူတော်ပြောပြရမှာနော်သူကလူတယောက်ကိုလေးတစ်ခါတည်းကသူကဟိုကျွန်တော်ငားနဲ့အတွက်ဆိုရင်ငားနဲ့အတွက်ပေါ့ကျွန်တော်အနေနဲ့တော့တက်တလုံးအတွက်ဆိုရင်တက်တလုံးအတွက်ဟောပြီတခါတော့ဒါကြောင့်ဦးစင်ကကြီးအောင်ဆန်းသူရိယဘိုးတိုက်ချွန်းစာအုပ်တယ်မှာဖတ်ဘိုးတိုက်ချွန်းကကိုယ်တိုင်က ဆရာသန္တစီလက္ခဏာမေးဖို့တဲ့အကြောင်းပေါ့အဲ့ဘိုးတိုင်ချွန်းတော်ကတခါတော့သူ့ရဲ့ဘိုးကြီးတယောက်ပေါ့ငငချင်းနှစ်ယောက်ဘိုးတင်နန်းနေပြီးတော့ရဲဝဲရဲစမ်းနေဆရာသန္တနာနမကြီးတယ်ကွာလက္ခဏာသွားမေးအောင်ကောင်းတယ်ပေါ့သူတို့ရဲဝဲရဲစမ်းနေရုပ်ဖြတ်ပြီးတော့လက္ခဏာလာမေးတယ်မေးတဲ့အခါသူတို့ကကျွန်တော်တို့ကပုံတွေတွေပါလို့ပြောပြီးတော့လက္ခဏာမေးတာဆရာသန္တနာကသိပညာကိုဘယ်လောက်လေ့လာထားလဲဆိုတော့လက္ခဏာကြည့်တာနဲ့ပုံဘူးတော့ခင်ဗျားတို့ကစစ်ဖို့လေးတန်းပြီးအဲ့လိုသိတာလက္ခဏာကြည့်တဲ့အတိုင်းပြီးတယ် သူတို့တိတ်အံ့ဩသွားတယ်လိမ့်လို့မရခင်ဗျားတို့ဘာလုပ်တယ်ဆိုတော့လက်မှာကုန်းပေါ်တာတဲ့ခင်ဗျားတို့ဘလောင်ဘလောက်သိနေတယ်ကျွန်တော်တို့တဘဝစာသိနေတယ်ရတယ်တဲ့ခင်ဗျားဟိုဘူးကြီးတယောက်ဟောတယ်ခင်ဗျားဒီရန်တာဝန်ထမ်းဆောင်ပြီးတော့တနည်းအတွက်မှာအိမ်အောင်ကြဟောအတိကြနော်အိမ်အောင်ကြပြီးခင်ဗျားဇနီးရသားလေးတယောက်မွေးမယ်တဲ့အဲခင်ဗျားမိန်းမခင်ဗျားတောင်ရေနစ်သေးမယ်တွေ့လားဆက်တယ်ဟောတာအပြီးခင်ဗျားသားနဲ့မိန်းမသေးပြီးတနည်းကြမှာခင်ဗျားတိုက်ပွဲကြမှာပြီးရောတကယ်အကုန်မှန်တဲ့အတိုင်းပဲ တခုမှမလွယ်ဘူးသို့တော့သူတို့မှာတော့စစ်သားတွေလည်းဖြစ်တော့ကံကောင်းအောင်ကြိုးစားတတ်နေမရှိဘူးဘုဇင်းတို့လိုနေတဲ့သူတို့လည်းမသိဘူးပေါ့နော်သူတို့မှာကုသိုလ်တွေအားကောင်းမလို့တော့တရားချာဘုဇင်းလည်းအခုပေးနေဟောတယ်ဘုဇင်းမသိဘူးလေမသိတာကံကောင်းအောင်လုပ်လို့ကံကောင်းအောင်ကြိုးစားလို့သူတို့ကမကြိုးစားဘူးတခါဗုဒ္ဓကျောင်းဆရာခမရတော်တဲ့ຢາດູຕັດແມ່ແດ່ມື້ມາ2ຍောက်ຕ້ອງຢາມແດ່ເອີ້ເນາະໂຕລູບິໂອຍີໂຕເອີນອງປິບໍ່ເສກູບໍ່ມີຊິອັນອໍແດ່ເຮົາມາເຮົາມາບໍ່ລະບໍ່ຢູ່ມູແດ່ແຕ່ເອີນອງໂຕມື້ມາ2ຍောက်ຢາແດ່ ။နောက်အမြင့်ဆုံးပွဲတွေရမယ်။အဲ့ချိန်မှာဖောင်ဆန်းသူတွေကပွဲကြီးရတယ်။ခင်ဗျားတိုက်ပွဲလုံးဝမကြဘူး။ခင်ဗျားတိုက်ပွဲကနေပေးစင်ယူပြီးမှပေလူမျိုးပါယောဂါဖြစ်လိမ့်မယ်။ဟုတ်တယ်အကုန်မှန်တယ်။သူလုံးအိမ်အိမ်အောင်နဲ့ဆက်ကြတယ်တိုက်ပွဲလုံးဝတန်းရတယ်မရဘူး။နောက်အမြင့်ဆုံးအောင်ဆန်းသူတွေကပွဲတစ်စိတ်ကြီးရတယ်။နောက်တက်ကနေပေးစင်ယူပြီးမှသူကတိုးလိုက်တာတဲ့။အတိုးလိုက်တဲ့အချိန်မှာတော်ဝကသူ့တည်းလှင်သွားလာမသိပါဘူးလားတော်ဝကဝင်ပြီးတော့ဖိုက်ပက်ချလိုက်တာပေါ့နော် ဆိုရင်ထိုးခွဲလိုက်တာဟောဆန်းသူတွေကသူ့ဘိုလ်တိုင်ကျောင်းဖိုက်ကြီးကွဲထသွားတာကွဲပြီးတော့ဦးတွေအကုန်လုံးမြေကြီးတွေပုံကြသွားတာဒါဆိုသူကလည်းတတိယကောင်းတယ်သိလားဦးတွေပုံကြတာအဲ့လိုတတိယရောတတိယရောပေါ့တခါတည်းအဲ့ဦးတွေအကုန်လုံးဖိုက်တဲ့ပုံကြီးသူ့ဘောင်ပြန်ထည့်တာဘေးကလူလည်းမရှိဘူးပြန်ထည့်ပြီးတော့ခါတည်းလက်နဲ့အုပ်လိုက်ပြီးတော့ဆေးုံပြေးတာအဲဆေးုံလည်းရောက်လဲသွားတာပေါ့အဲ့မှာတည်းဟိုဒေါက်တာတွေလည်းသိပြီလို့ထင်တာဦးတွေကထွက်ကြနေတာခဏနဲ့ပဲဦးတွေအကုန်ပြန်ထည့်ပြီးထုတ်ပြီးတော့အေးတက်တယ်ပို့ထားရတယ်သိပြီဆိုပြီးတော့အပြန်တတိယတော့အေးကအေးတက်ကြီးခါတည်းနဲ့က ဒုံတိုင်းနဲ့ထူလာတာပြန်ထွက်လာတာမသိဘူးဆက်စန္ဒရာဟာအဲ့လောက်ထိသူ့ပညာမှာပေါ့မြောင်ကြိုးစားတာတော့ဘာတော်လဲဆိုတော့ဖွင့်ရတာနော်ကျွန်တော်တဲ့လက္ခဏာပြင်ဟုတ်မလို့ကျွန်တော်စီးပွားရေးရလောက်တာကျွန်တော်ကံဝဲယုံနေတွေ့လာလက္ခဏာဆရာခေါ်တယ်သူတွေ့ခေါ်လိုက်အများကြီးပါဟုတ်တချို့ကဗျာတဲ့လက္ခဏာဘေးရင်လာမင်းနဲ့ရေရာချေခိုင်းတယ်ပေါ့ထောင်မကြအောင်ပါညာပေါ့ရေရနာဒီပါဖြောင်းနေတဲ့ပါဒီထောင်းပေါ့ကျွန်တော်တို့တော့ဒါဇာဝင်နေရလောက်ပေးရတာပဲတဲ့ အဲ့လိုယရဏဒီပံဖျောင်းနိုင်ထုံနိုင်ထောင်မကြဘူးဆိုရင်တဲ့မြမာပြည်ကထောင်နေမှာထောင်သားကိုရှိမှာကိုကြတာပါပဲတဲ့ဒါဝိจิตန်ကြီးအပိုလို့ပေါ့နော်ကိုမောဒါလုံးမတော့ခံရမှာပဲတဲ့နောက်အိမ်ဒီပါတွေဆောက်မယ်ဆိုရင်လာတွေ့ကြချက်ကြတယ်တဲ့အဲ့လိုအိမ်တိုင်တူးတဲ့အခါမှာပေါ့နော်ဘလူးခံတဲ့ရဲဟာလားတရားမဲခံတဲ့ရဲကညာခံတဲ့ရဲဆိုပြီးတော့ဇဘတ်သူပဲစဉ်းစားကြည့်ပါတဲ့ကိုယ့်ဟာကိုအိမ်ဆောက်ဖို့တွင်းကြီးတူးတာဘယ်တရားမဲအတွင်းထဲမှာလာခံမှာတော့နော်ဟုတ်လား ဒါသူကဟိုအတွေးခေါ်လေးတွေပေါ့နော်ကျွန်တော်လုံးဝမယုံပါဘူးတဲ့ကျွန်တော်ပညာရဟောတာပဲရှိတယ်ကျွန်တော်ယုံတာကကံတရားပဲအဲဘေးနေစားကိုယ်တိုင်လက္ခဏာစားကိုယ်တိုင်ရေးတာသူကအလိုမင်္ဂလာဆောင်ဆိုလုံးဝမသွားဘူးအချိန်ကုန်လို့တဲ့သူတခါအလိုမင်္ဂလာဆောင်တစ်ခုသွားတယ်ဘောလို့ပေါ့သူကတော့အချိန်တိတိကျကျသွားတယ်9နာရီခွဲ့ဟိုးကြတော့10နာရီခွဲ့ကျော်17နာရီမှခန္ဓာသာထိုင်နေရတာပေါ့နော်အချိန်နဲ့ကုန်ကုန်နောက်ပဲတရားကလည်းပေးရရှိအကြောင်းကြီးပဲနောက်ဆောင်ကျင်တော့ဘယ်တော့မှအလူမင်္ဂလာတော့မသွားဘူးတဲ့အချိန်ဖြုံးတာ ဟောသူလဲလှူရောနောက်သူဒီအလှူတွေပါတွေဖိတ်လို့သွားရင်လေသူဘဂသနာမလုပ်ဘူးတဲ့ဝေယဝဆဝင်ကူတဲ့အခါမှာသူများမလုပ်ချင်တဲ့လို့ဝင်လို့တယ်ဥမာတခုပကံဆေးတယ်လို့အောက်ကြရတယ်ဆိုဘယ်သူမှမလုပ်ဘူးသူကဝင်ဆေးနောက်သူလှူတဲ့အခါယောဂီတို့လှူခိုးစရာပေါ့သူသားတွေရှင်ပြုဆိုတော့ကြည့်ဒါသူတို့ခက်ကန်လုံးနှစ်ပေါင်း50လောက်ကတော့ငွေတန်မှုရှိတဲ့ချင်းတသိန်းပုံမဲ့ထားအဲ့တော့တသိန်းအခုကျသိန်း100ကျော်လောက်ခေါ်ပါပေါ့နော်။သူဘယ်လိုလုပ်ရမှာအဲ့ချင်းဆိုလို့ချင်းသူ့ကိုဝင်ကြီးချုပ်ဦးနှုတ်ဝါစာ သူဟောကြားကြတဲ့မှန်တဲ့အကြောင်းထောက်ခံတာရေးပြရတာ။နောက်နိုင်ငံကျော်ပြုရှင်လူပညာသရုပ်ဆောင်နေ။အဲတော့ဆာရေးဆရာလောကကဂျန်နေကျော်မောင်မလေးတွေကစပေါ့။သူလည်းလူရောအဲ့နာမကြီးတွေတရားမှမဖြစ်ဘူး။ဘာတရေမှလည်းဖြစ်ဘူး။တကယ်ဆိုသူလည်းနိုင်ငံကျော်သူ့ကိုလူလာခြင်းကြတာတရားမှမဖြစ်ဘူး။အပေါ်ပဲတဲ့။အဲ့တော့ဘာလို့လဲ။ဟောသားတွေနဲ့တကားလို့စာတင်တိုင်းတစ်ခုသွားတယ်။အဲ့မှာကုန်တွက်ချက်ပြီးတော့အဲ့လိုပေါ့။တန်ဃာတွေဆုံးကမ်းမယ်နော်ပရိသတ်အဆုံနဲ့။ ပေးတဲ့ကသူတို့မိသားစုပဲအဲတသိန်းနဲ့ကအဲအားလုံးမှာ၂000မှာကုန်ပရိခရာဘူးရဲ့တန်ဃာတွေဆုံးကတာနဲ့အကျန်တဲ့၈000ကိုအဲကပိယကြီးကအဲပြီးတော့ဟောဒီစားချစားစင်တန်ဃာတော်များလိုအပ်တဲ့ချိန်မှာလိုအပ်တဲ့ပြည့်စုံကိုလှူပါဆိုအကုန်လှူပြခဲ့အဲဒါကုသိုလ်အပြည့်ရတဲ့အလူလို့ခေါ်ပါတယ်ဘုံပကာသနာတခုမှမပေါင်းဒီနေ့ကေတ္တကာတော်မှာလည်းအတူယူဖို့ဒီနေ့ကေတ္တကာတော်လို့ပေါ့ရှင်လောင်းလှဲ့တာနဲ့ ငါအဲ့လိုဆိုင်ငါတာအငြိငါတာနဲ့ပဲကုံသွားတာအဲ့ဒါဒီကုသိုလ်တစ်ဆက်မှမရဘူးနောက်ဆုံးဏိကုံးချုပ်ပေါ့ဆက်သနာကြီးကအော်နောက်သူဆက်သနာတိုင်းလည်းပဲယောဂီတို့ရေသူလည်းတက်တန်းတူတယ်အမျိုးတဲ့သူတို့မိသားစုမိဘများဟာအသက်50မှာပြေကြတာသူ့လက်ကိုလည်းသူပြန်ကြည့်တော့သူလည်း50မှာပြေမယ်လို့ပြတယ်အဲ့တော့ငါကံကောင်းအောင်ကြိုးစားမယ်ဆိုတော့သူကလည်းခုနကဘောဓဘာမင်းကြီးနေတိုင်း ရေစစ်လူတယ်ဆေးလူတယ်အဲ့လိုကြောင်းဟောင်းပြင်ကြောင်းသေးဆောက်လမ်းဟောင်းပြင်လမ်းသေးဆောက်ပေါ့နော်။နောက်ငါးပါးသီလလောအောင်ဆောက်။ဥပုံတွေတိုင်းလည်းပဲစေပန်းသီလဆောက်ကုသိုလ်ဆက်တက်လုပ်တာပေါ့။နောက်ဒါကုသိုလ်ဘက်ကပြင်းတာ။နောက်အစာအာဟာရနဲ့လည်းဆိုင်တယ်။ကုသိုလ်နဲ့လည်းဆိုင်တယ်အသက်ရှိတယ်ဆိုတာ။အဲ့တော့အစာအာဟာရတော့ဘာပြင်းလဲဆိုတော့လူမာတဲ့တေဇောတံအကောင်ရဲ့အသက်ရှိတယ်ဘုဒ္ဓတမတ်သွား။သူကိုယ်တွေနေပေါ့။တေဇောအပုဒ်တ်ပေါ့။အပုဒ်တ်နေပြီးတော့လူတယောက်ဟာ ေးကိုတိတ်ကြောက်လာပြီဆိုရင်အသက်တိတ်မရှိတော့ဘူး။အေးမကြောက်တဲ့လူကအသက်ရှိတယ်။ခန္ဓာကိုယ်ထဲမှာတိဇောတာအာခေါ်တော့တိဇောတာတိတ်မရှိဘူး။အဲသူဘာလုပ်လဲဆိုတော့လေ့လာပြီးတော့သူကအဲ့ဒီသူစိတ်နေရလွဲပါတယ်။အဲဆနှွင်းမယ်ပေါ့နော်။စိတ်ခေါ်စိတ်ဖို့တဲ့ဆနှွင်းဆနှွင်းခါရရူးဆနှွင်းနှစ်မျိုးဆက်ပြီးတော့အလုံးလုံးထားတယ်။ကြားရည်နဲ့ပေါ့။လောက်စလုံးအသေးစားလောက်တယ်။ဒါကြတဲ့ဘာမှပါဘူး။အဲ့ဒါကိုနွေကဆိုလို့ရှိရင်မနေ့စောစောမှာရေနဲ့တောက်ချလိုက်တယ် ဆောင်းနေအေးတဲ့အခါဆိုရင်ရေနှွေးနဲ့တောက်ချရတယ်။အဲ့ဒါတခုပဲသူစားတာ။အဲ့ဒါဒီဇောတာအကောင်းတဲ့ဆေးပေါ့။အဲ့ဒါသူအသက်60နေပါနေသွားတယ်။အဆန်းသွင်းဆေးပဲ။တခုတော့ရှိတဲ့ကိုကိုပါကိုချင့်နေတော့တောက်ပေါ့နော်။သူကအပူတက်တွေရှိတယ်ဆိုတော့ဒီဆေးတောက်ပြီးတဲ့အခါမျက်စိတွေပါတွေပူတာပူလာသလား။မျက်စိဝါးလိုက်ဆိုလို့ချင်းဒါနည်းနည်းလျှော့ပေါ့။သူကအပူတက်ပါတယ်။ဒါချင့်နေတော့တယ်။သူလူတန်းတော့မတူဘူးလေ။သူကသူသားတော့တော့မတောက်နဲ့ပေါ့။ကိုယ်ခန္ဓာကိုယ်နဲ့ချင့်နေပြီးတော့ နောက်သူကအဲ့လက်တွေလည်းပြရတယ်။အဲ့ဆနွန်းစားလို့တဲ့သူအသက်ရှိတဲ့ပုဂ္ဂိုလ်၂ယောက်တဲ့။တယောက်ကတော့သူပြင်ဥလင်မှာစစ်ဒုတိယကဘာစစ်ဖြစ်တဲ့သူတို့စစ်ပေးတန်ဆောင်ရင်းတဲ့အမျိုးသမီးတယောက်တဲ့။အသက်30 35လောက်ပေါ့။မိဖွားပြီးတာ၃ရက်ရှိသေးတယ်တဲ့အဲ့ဒါရင်ရှားကြီးနဲ့တပည့်ကြီးဘဟုတ်မတင်ပြီးတော့ဟာခမရဘယ်သွားမှလဲဆိုတော့၆နဲ့ရေစင်းကူမလို့တဲ့။မိဖွားပြီးတာ၃ရက်ရှိသေးတယ်။ဟာခမရသေးလေးမလုံနဲ့ဆိုတာ ညီမကချိုးနေကြတယ်မိဖပြီးတဲ့၃ရက်ဆိုချိုးတာပဲသူကချောင်းနဲ့ခုံကြရေးကူးနေတာပဲအဲ့ဒါဟိုဘေးကနေကြည့်ပြီးတော့ဆရာသနာကြောက်နေပေါ့ဒီမိဖတီတော့မထင်နဲ့ညတော့မှမချိုးရုပ်လေးဒီချိန်မှာအဲ့ဒါကောမွန်တက်လိုက်သူ၄၅ရက်စောင့်ကြည့်တယ်ဘာမှမဝင်ဖြစ်တာလေအဲ့ကြမဟာဒီကမဒီကမမှာတော့ဆေးကောင်းချိန်မှာသွားပြီးတော့ကျမတို့မျိုးဆက်ဆက်ကအဲ့ဒီဆန်းလွှဲမယ်ဆိုဆန်းလွှဲအလုံးနဲ့လုံလာတာပြတယ်အဲ့ဆန်းလွှဲ၄တိုင်းစားတာဒါပဲနောက်တစ်ယောက်က ဟုတ်ထားတဲ့ဘယ်မျိုးနယ်ကလည်းဆရာတော်ကြီးအသက်90ကျော်ပြီဟောဆရာဆရာတော်ကြီးကအသက်သာ90ကျော်တာဇော်ပင်တစ်ချောင်းမှဖြစ်ဘူးလေကျမ်းမာတယ်လေလွန်ရောအဲ့ဒီမှာသူ့ရဲ့ကြောင်းမှာကအသက်40ကျော်ရှိတဲ့တကောင်းလုံးကိုပဲဖြူဖွေးလို့ချိနဲ့လို့တကမကအဲ့ဒါဆရာတော်ဆရာတော်မှာဖရားအသက်90ကျော်ပြီဇော်ပင်တော့တစ်ချောင်းမှဖြစ်ဘူးကျမ်းမာလိုက်တာဗာစေးတွေစားတယ်ဆရာတော်ကြီးကဒုစားတဲ့ဆေးကပေါလုံးအားကြီးတော့ ပြောလေစားမဖို့တော့မပြောတော့ဘူးတဲ့ဟုတ်ပါဘူးဗျာဆရာတော်ပြောပါစားပါမယ်ဆိုမှအေးအဲ့ဒါဆိုရင်လည်းပေးမယ်ဆိုပြီးတော့အခန်းထဲဝင်ပြီးတော့စောစောဆန်နှွင်းတွေလုံထတာပဲအဆန်နှွင်းလုံတွေတဆုပ်ပေးလိုက်အဲ့ဒါနေတဲ့တနေ့တလုံးစားအဲ့ဒါငါဒါပဲတဲ့ဒါကြောင့်ဆရာဆန္ဒနာလည်းပဲအသက်ရှည်ခဲ့တယ်ခုသူ့ရဲ့အသေးမေပုံပြောပြီးတရားသိအောင်ပါပြောလို့သူနောက်ဆုံးချိန်ရောက်တော့ကြတော့ဗုဒ္ဓဘာသာတရားရဲ့နောက်ဆုံးပန်းတဲ့ဟာနိဗ္ဗာန်တဲ့ဘလောက်ကောင်းလဲဗုဒ္ဓဘာသာတရားနောက်ဆုံးပန်းတဲ့ဟာပါတယ်တဲ့ နိဗ္ဗာန်ချမ်းသာကြောင့်ဘိုးတော်သာဖြစ်ရဆိုနတ်မယ်ဆိုသိတယ်သူ့အနေနဲ့သားတွေများတွေရှိလို့တောင်ဝိရိယသူရှာကြည့်ရတာလေအခုနောက်ဆုံးချိန်ရောက်ပြီခမန်းကြီးတူးတဲ့ဒါဦးနေထင်တော့60ကျော်ခုနဲ့60ကျော်လောက်လို့ထင်တာပဲတောက်ကဖတ်ပြီးတာ9နှစ်လောက်ရှိအဲ့မှာသူကသူချမ်းသာတဲ့များတွေကိုအကုန်ပုံပြီးတော့အမွေခွဲတယ်သူကြောက်တဲ့သားသမီး9ယောက်သူတို့လင်မယား9ယောက်ဆိုခုနှစ်ပုံပုံလိုက်တယ်ပေါ့အညီအမျှပုံပြီးတော့အလုံးခွဲပစ်လိုက်တယ်ပြီးတော့သူ့အတွက်တပုံယူတယ် တို့တော့ရတဲ့အပေါ်ကိုမလုပ်လဲဆိုတော့ခုဦးစင်းတို့အရင်တော့ချစ်ပြီးသားတဲ့ပါပါတယ်ခုဝါရလက်ပေါ့အဲ့နန်းလေးကတောတိုက်ရိတ်သာတဲ့သူစာသနဲ့မှာတွေ့ထားတယ်အဲ့ရိတ်သာမှာသွားပြီးတော့ရိတ်သာနဲ့ကဲ့ရဲ့မြေခွက်တို့ကဝယ်လိုက်တယ်တစ်ဆက်သေးပေါ့ပြီးတော့တပားနေတက်ကြောင်းနဲ့တကြောင်းဆောက်လိုက်တယ်ပြီးတော့ဆရာတော်ကြီးကို ရေစဲချပြီးတော့လှူတယ်ပြီးမှခွင့်တောင်းတယ်ဆရာတော်ဘုရားတပည့်တော်မသေးမီမှာတော့ဒီတိုက်ခန်းလေးထဲမှာ အသက်ထက်ဆုံးတရားတော်ခွင့်ပြုပါဆိုပြီးတော့ယဟန်ဝတ်ပြီးတော့အဲ့ဒီတန်ခမ်းထဲမှာပြန်နမှုတဲ့ဒီတရားထုတ်သွားတယ်အခုတော့ပြန်နမှုသွားပါပြီ90 90နေပါနေသွားပါတယ်ဒါဟာဆရာသနနာရဲ့ဘောရတဲ့ကဥစ္စာယောဂီတို့အတုခိုးစရာလေးတွေပါဒါကြောင့်ကျမ်းမာရေးစီးပွားရေးလူမှုရေးဒေနည်းရာစာပေါ့နော်ဟယ်လိုကြိုတင်ပြင်ဆင်ပြီးတော့ကံကောင်းအောင် ကြိုးစားနိုင်တော်သူတော်ကောင်းကြီးများမောချံမသွေဖြစ်ကြပါစေကုန်သတည်း